ဒီလိုထူးဆန်းတဲ့စီနီကြောင့်ခန္ဓာကိုယ်တချမ်းလေးဖြတ်ပြီးမှချက်ချင်းပြန်ကောင်းသွားတဲ့တင်မောင်ဆမ်းမင်းဝင်းပြိတ္တများလုံးမမင်းလာပါရှင့်ဘောင်မီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါရယ်ခန္ဓာကိုယ်တချမ်းလေးဖြတ်အပြီးမှထူးဆန်းတဲ့စီနီကြောင့်ပြန်ကောင်းသွားရတာကတော့ဇမင်သားတင်မောင်ဆမ်းမင်းဝင်းပါလေးဖြတ်တယ်ဆိုတာကသွေးတိုးတာအုံနောက်ကနေခန္ဓာကိုယ်လှုပ်ရှားမှုပြုလုပ်အောင်လှုပ်ဆောင်နိုင်စွမ်းမရှိတော့တာဖြစ်ပါရယ်ဒီလိုမျိုးလေးဖြတ်တယ်ဆိုရင်ခန္ဓာကိုယ်လှုပ်ရှားလို့မရတော့ဘဲအသက်သေဆုံးတာဒေါဂီတာဖြစ်တာတွေဖြစ်တတ်ပါရယ်ဒါကြောင့်လေးဖြတ်တယ်ဆိုတာကတယောက် ော့ဖြစ်ရင်မိသားစုတစ်ခုလုံးလူမှုရေးစီးပွားရေးနဲ့နာမှုကြီးမှာပါတယ်။ဒီလိုမျိုးဆိုးွားလာတဲ့လေးဖြတ်မှုကိုခံစားလိုက်ရသူကတော့တင်မောင်ဆန်းမင်းဝင်းမှာတင်မောင်ဆန်းမင်းဝင်းဆိုတာကမြမစားသမင်လောကရဲ့ဥရှောင်းရွှေမန်းတင်မောင်ရဲ့မြေအရင် ဖြစ်ပြီးတော့မြမစားသမင်လောကမှာထင်ရှားကျော်ကြားတဲ့မင်းသားဖြစ်ပါတယ်။ မြန်မာစားသမျှလောကမှာဇာမင်းသားတွေဆိုတာကညာဘက်တွေမှာမအိပ်မနေကပြဖြောပြရတဲ့အလုပ်ဖြစ်ပါတယ်။ဒါကြောင့်ထင်ထားတာတည်းပူပြီးတော့ပြန်မှန်းရတာဖြစ်ပါတယ်။အခုခါမှာတော့ဒီလိုပြန်မှန်းလို့လေဇာမင်းသားတင်မောင်ဆံမင်းဝင်းတယောက်လေးဖြန်းသွားခဲ့ပါတယ်။တင်မောင်ဆံမင်းဝင်းကညာဘက်အိပ်ရာမှာအိပ်နေရင်းနဲ့မနှံ့နိုးလာတဲ့ခါမှာညာဘက်တချမ်းလေးဖြတ်တယ်လို့ဖြစ်ပြီးတော့လှုပ်လို့မရတော့ဘူးလို့သိရပါတယ်။ဒီလိုမျိုးခန္ဓာကိုယ်တချမ်းလှုပ်မရဖြစ်ပြီးလေးဖြတ်တယ်လို့ဖြစ်ခဲ့ရကြောင်းဂရင်ဘော်ကနေဆင်းမရတော့ဘူးလို့ဆိုပါတယ်။ဒါပေမဲ့လည်းအောက်ကိုကြိုးစား ါဆင်ပြီးတော့မိသားစုတွေနဲ့တွေ့ဆုံပြောပြခဲ့ချိန်မှာခြေတော်လည်းမရက်နိုင်ညာဘက်လက်ကလည်းလုံးဝအထီးအတွေ့ကိုမသိရှိခဲ့ရတာဖြစ်တယ်လို့တင်မောင်ဆမ်မင်းဝင်းကပြောပြခဲ့ပါတယ်။ဒါကြောင့်မိသားစုကနေတင်မောင်ဆမ်မင်းဝင်းကိုအတင်းဆေးရုံပို့ပေးခဲ့ကြပါတယ်။ဒီလိုမျိုးဆေးရုံပို့ပေးရင်လမ်းမှာခြေတော်ကိုပြန်လှုပ်ဖို့အတွက်စူးစမ်းကြည့်တော့မှပြန်ရလာခဲ့ပြီးတော့ဆေးရုံတက်ပြီးနောက်တည့်ရက်မှာတိတိတသာပဲပြန်တက်လာခဲ့တယ်လို့သိရပါတယ်။ ဒီလိုမျိုးတင်မောင်းဆမ်းမင်းဝင်းကနှစ်ပတ်နီးပါးကုသမှုခံယူပြီးတော့အခုတော့ပြန်လည်ကောင်းမလာခဲ့ကြောင်းသိရပါဗျ။ဒါပေမဲ့လည်းအလင်းကကြော်စွာရွှေမန်းတင်မောင်းရဲ့မြေးဖြစ်သူတင်မောင်းဆမ်းမင်းဝင်းကအစားအသောက်အနေထိုင်တတိထားနေရကြောင်းအခုလိုမျိုးလေးဖြန်းရာကနေအချိန်တိုလေးအတွင်းမှာပြန်ကောင်းလာခဲ့ပြီးတော့ထူးဆန်းတဲ့ဈေးနီးတစ်ခုကြောင့်ပြန်ကောင်းသွားကြောင်းပြောပြခဲ့ပါဗျ။အမှန်တကယ်မှလည်းလူတစ်ယောက်ကလေးဖြတ်သွားပြီဆိုရင် အကောင်းပကတိဖြစ်ဖို့ကမဖြစ်နိုင်သလောက်ပါ။ကံအလွန်ကောင်းတဲ့သူလေးဖြတ်မှုတန်ကိုအနှဲငယ်လောက်သာကြုံရတဲ့သူ အကောင်ပဂရိပြန်ဖြစ်တာဖြစ်ပါတယ်။ဒါပေမဲ့တင်မောင်ဆမ်းမင်းဝင်ကတော့ထူးဆန်းတဲ့စေနီတခုနဲ့ပြန်ကောင်းသွားအောင်လှုပ်လိုက်တာဖြစ်ကြောင်းပရိသတ်တွေကဝေးမျှလာခဲ့ပါတယ်။အဆိုပါစေနီကတော့ယတနာ၃ပါးဖြစ်တဲ့ဖရာတရားတန်ခါကိုယုံကြည်ကိုးကွယ်စိတ်ကတ်ခြင်းမိဘတွေကိုလှုပ်ကြွေးခြင်းဖြစ်ပါတယ်။ရွှေမန်းတင်မောင်ရဲ့မြေဖြစ်တဲ့တင်မောင်ဆမ်းမင်းဝင်ကတော့ယတနာမြတ်၃ပါးကိုယိုတိကိုးကွယ်စိတ်ကတ်တတ်တယ်လို့သူကိုယ်တိုင်ကလည်းမိဘတွေကိုလှုပ်ကြွေးတဲ့လူဖြစ်လို့ပြန်ကောင်းလာတာဖြစ်မယ်လို့ဆိုကြပါတယ်။လူတွေအနေနဲ့ကတော့လေးပြတ်မှုမကြုံရအောင် သွေးပေါင်မမှန်ချိန်တော့အငန်တန်းနဲ့အစီအစိမ့်ပါတဲ့အစားအသောက်တွေကိုစင်ကျင်စားသုံးတဲ့နယ်လို့တင်မောင်ဆမ်မင်းဝင်းကအကြံပေးထားပါတယ်။ပရိသတ်တွေကရောလေးဖြတ်သွားပေမဲ့ချက်ချင်းပြန်ကောင်းလာတဲ့တင်မောင်ဆမ်မင်းဝင်းရဲ့စေနီတလက်ကိုဘယ်လိုမျိုးမြင်လဲဆိုတာပြောသွားခဲ့ကြပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ page ကို like and follow လုပ်ပေးခဲ့ကြပါဦးနော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်